ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာမင်္ဂလာပါဗျာ Gobi Page ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ကတော့ဒါ Champion League Round 5တို့ရောက်ရှိလာပြီအဲ Round 6တို့ရောက်ရှိလာပြီဖြစ်ပါတယ်เนาะအဲ့တော့အဲကျွန်တော် Round 5တို့ရေးတာကျွန်တော်ဒီမှာပြန်ပြင်အောင်ပဲဗျာเนาะ Round 6တို့ရောက်ရှိလာပြီဖြစ်ပါတယ်ဆိုတော့ Day 1ပေါ့လीเนาะမနက်ပြန်တော့ကျွန်တော်ဒါ Day 2နှစ်ရက်ခွဲကံမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲများတဲ့အတွက်ကျွန်တော် ဒါ live လေး၃ခုခွဲလွှင့်ပါမယ်เนาะအလုံးပေါင်း champion league ၉ပွဲမှာကျွန်တော်၃ပွဲကို live တစ်ခုစီနေပေါ့လीเนาะအဲ့တော့နည်းနည်းလေးခွဲပြီးလွှင့်ပေးမှာဖြစ်ပါတယ်မင်္ဂလာပါညီကိုတို့ရေဆိုတော့ဒီနေ့ကတော့ဒါ round 6တို့ရောက်ရှိလာပြီဆိုတော့လက်ကြံကအဲ2 round ပဲကြံတော့ပဲပေါ့เนาะအလုံးပေါင်း10 round ဆိုတော့အဲ့တော့အောက်ဆုံးကအဲ20အဆင့်24အောက်ပိုင်းအသင်းတွေဟာအဲဒီနေ့ပွဲမှာတော့မမှီရင်တော့နောက်ပိုင်းမှီဖို့တိတ်မရှိနိုင်တော့ဘူးပေါ့လीเนาะအဲ့တော့လက်ရှိကတော့အနေအဆုံးကကျွန်တော်တို့ Egypt နော်ရမ0အသင်းဖြစ်ပါတယ်အဲ့တော့ Villarreal နဲ့ Kyrat Amadia တတ်မှတ်ပေးရသေးတယ် Olympiacos Boroglin နှစ်မှတ်စီပိုင်ဆိုင်ထားတယ်အဲ့တော့သုံးမှတ်က Benfica နဲ့ Slavia Prague သုံးမှတ်ကိုစီပိုင်ဆိုင်ထားတယ်အဲ့တော့လေးမှတ်ကလေးသင်းရှိတယ်ဗောနော Copenhagen Frankfurt Bilbao Brugge နဲ့ Union Saint Gilloise ဒါကလေးမှတ်အသင်းတွေအဲ့တော့အဲ့ဒီပေါ်အသင်းတွေကတော့6မှတ်ကစတယ်ဗောဒီနော်အဲ့တော့6မှတ်အသင်းတွေမှာတော့ဒါ Union Saint Gilloise ပါတယ်ပါဖို့ပါတယ်မိုနာကို Juventus နဲ့ Marseille 6မှတ်စီပိုင်ဆိုင်ထားပါတယ်အဲ့တော့အပေါ်ကတော့ 9မှ10မှ9စီနဲ့ဒါအဆင့်24အထက်မှာရှိနေပါတယ်အဲ့တော့လာမယ့်လက်ကျန်ဒါ၃ပွဲပဲကျန်တော့ဒီနေ့အပါဝင်ပေါ့နော်ဒီနေ့ဒီတစ်ပတ်အပါဝင်ဒါလက်ကျန်၃ round ပဲကျန်တော့တဲ့အနေထားမှာအများစုကတော့ဒါရေကုန်ရေကန်ကျုံသွားတော့မယ့်အနေထားမှာရှိတယ်အဆင့်1 28ဝင်မှုအတွက်လေဒါအကုန်လုံးကဒီ round မှာပို့ပြီးတော့အဲအားထည့်လာမှာဖြစ်ပါတယ်နော်အဲ့တော့လက်ကျန်2 round ကလည်းအသင်းကြီးတွေအနေနဲ့ကလည်းဒါပွဲချက်တွေကိုစီရှိတယ်လို့သူတို့ရဲ့သက်ဆိုင်ရာ နယ်ပယ်လိတွေမှာလည်းဘွဲချက်ကိုစီပိုင်ဆိုင်ထားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့အစောဆုံးပွဲအနေနဲ့ကျွန်တော်တို့ Garrett Amandi Olympia Coach ရဲ့ Bayern Munich နဲ့ Sporting Lisbon ရဲ့ကျွန်တော် နောက်ကြပွဲတွေအရတပွဲဖြစ်တယ်ဒါ Atlanta နဲ့ Chelsea ပွဲရဒီ၃ပွဲရပွဲချုပ်၃ချက်ကို D live ထဲမှာပြောမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ now live မှာတော့ကျွန်တော်နောက်ထပ်၃ပွဲပြောပါမယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အဲ၃စတပွဲ free ပွဲအနေနဲ့ဗောနော၃စတပွဲရွေးတာလေ၂စတပွဲရွေးချယ်ထားပါတယ်လေးသမောင်းလေးကျွန်တော်အဲတမောင်းဒီနေ့ချပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်ကြရအောင်ညီကိုရေเนาะအဲ့တော့ daily တမလေးကြောက်ဆက်တော့ခရမီတော့နှိပ်ပေးကြအောင်ညီကိုရေကျေးဇူးများကြီးတင်ပါတယ်ဗျာเนาะအဲ့တော့မနေ့ကတော့ကျွန်တော် live လေးမရှိခဲ့ဘူးဗောလေเนาะဒီနေ့ကတော့ဒါ champion league နဲ့ကျွန်တော်ပြန်ကျုံးပါမယ်ဗျာအဲ့တော့မင်္ဂလာပါ ဆိုတော့ device မှာဆောင်းခြင်းညီကိုရင်းနေရလဲကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 အောင်သုံးပြီးတော့လဲ100% bonus တွေရယူနေမှာလဲအသေးသေးသေးလိုပါက voice pay မှာ Facebook page နဲ့သူတို့ application တို့မှာ website လင်း customer service call လေးနေပြီးတော့လဲ24နိုင်တီးလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော် live ၃ခုလွှင့်ပြီးရင်တော့သုံးစံတိုင်း Telegram မှာကျွန်တော်နိုင်ငံခြားထိုးကွက်ကောင်းတွေကိုကျွန်တော်ပုံလေးနဲ့အတူတင်ပေးမှာဖြစ်ပါတယ်နောက်အဲ့တော့ Sony လဲကျွန်တော်အပေါ်မှာဟိုတနေ့က တင်ထားပေးထားပါတယ်เนาะမစောတတဲ့ညီကိုလည်းအဲ့ဒါလေးကြည့်ပြီး live ဆော့လို့ရပါတယ်เนาะအဲ့တော့တော်လေးတဲ့အဆင်ပြေမဲ့တင်ပါတယ်ဇာတော့နေပါတယ်ဒါပေမဲ့အဲ safe ဖြစ်ဆုံးပွဲလေးတွေကျွန်တော်ရွေးထုတ်တာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့စလိုက်ကြရအောင်ညီကိုတွေเนาะအဲ့တော့ပထမဆုံးကျွန်တော်အစောဆုံးပွဲပေါ့နော်ဒီ current amateur နဲ့ olympia course ပွဲလေးကနေကျွန်တော်စပြီးပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် data လေးတွေပြောသွားလေးဆိုတော့ okay ပါအဲ့တော့ current amateur အိမ်ခွင်းမှာ olympia course အဝေးခွင်းကနေတလုံးကို30ရှုံးပေးတယ်တလုံး60ဘောင်းနဲ့ ကားထားခြင်းဖြစ်ပါတယ်အဲ့တော့တလုံးတရေဝင်ရိုးမှမှသုံးလုံးကို80ပေါင်းဆိုတဲ့အနေထားဟာဘီဘောဂျီရောက်ထဲကစပြီးစဉ်းစားမှဖြစ်ပါတယ်အပေါ်သင်းအဝေးခွင့်ဖြစ်တဲ့အတွက်တလုံးတရေမှာနှလုံးတရာရှုံးဝင်ရိုးကြောင့် body ball ကပိုပြီး online နဲ့အနေထားတွေ့ရပါတယ်အဲ့တော့ current amd ကိုပြန်ကြည့်ရရင်တော့နောက်ဆုံးနှစ်ပွဲသူတို့ရဲ့ league jason league မှာကအော်တိုဘာလာတွေကစပြီးတော့အဲ ရက်သွားတယ်ပေါ့နော်။နိုဝင်ဘာမှာကန်တာနှစ်ပွဲပဲရှိတယ်။ Champion League Inter Milan အင်ဝင်2-1နဲ့ Copenhagen အင်ဝင်3-2ဒါပဲကန်ထားတယ်။ဆိုတော့အရန်ကြီးပွဲပန်းစရာလည်းမရှိဘူး။ကန်စရာလည်း Galatasaray မှာ Premier League မှာသူတို့နားထားတဲ့အနေအထားပေါ့လေ။အဲ့တော့ဒီလိုမျိုးအနေအထားမှာ NBA အားပြီးနဲ့ เนาะဟိုအိမ်ခွင်းမှာအက်ခံမဲ့အနေအထားမျိုးတွေ့ရပါတယ်အဲ့တော့ဒီနောက်ဆုံးနှစ်ပွဲဆက်လေအင်တာအိမ်ခွင်းမှာဂိုးပြတ်မရှုံးတာဟုတ်ဂျေးအောင်နဲ့ကိုဘဟေကင်အိမ်ခွင်းမှာလည်းဂိုးပြတ်မရှုံးတာဟုတ်ဂျေးအောင်တာတွေ့ရတယ်လို့ဒီဟာဒီအိမ်ခွင်းဖောင်လည်းအရန်ကောင်းတယ်အဓိကခန်းစပိုင်းအသားပေးပြီးကန်တဲ့အသင်းဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့နောက်ဆုံးအိမ်ခွင်းက Real Madrid အသင်းအသင်းကြီးဆိုလို့ပေါ့နော်ဆိုတော့ Real Madrid အသင်းကိုအိမ်ခွင်းမှာ Z5 ဆိုတဲ့ရလနဲ့ရှုံးတာတယ်ပါဖို့အသင်းကိုဇီးဇီးနဲ့ကန်ထားတယ်အဲ့တော့ရှေ့မှာဘာသွားတွေ့လဲဆိုတော့ Celtic နဲ့သွားတွေ့ပါတယ် Celtic ဟာမနိုင်ပြောရင်တော့လက်ရှိ Olympiacos နဲ့ရှင်တော့အနည်းငယ်လေးတော့ဆင်းတဲ့အောင်ရှိတယ်။အဲ့တော့ Celtic အတုံးကပေးခဲ့တဲ့အဝေးဝန်းကြီးကကျွန်တော်တလုံးသိကြီးကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်။အဲ့တော့လောလောဆယ်အနေထားအရကြည့်ရမယ်ဆိုရင်တော့ဒီကြီးကဒါပေးတဲ့နယ်ဝေယိုးမှာတော့ရှိပါတယ်။ဒါပေမဲ့၃လုံး60ပေါင်းဆိုတဲ့အနေထားကြောင့် Olympiacos အနေနဲ့က၃လုံးအထိတိတ်တော့မရောက်နိုင်တဲ့ဂျေးမျိုးတော့ဖြစ်နေတယ်ပေါ့လေ။အဲ့တော့အဲသွားမဲ့အနေထားက2စီးတပေါက်ပဲဝင်စရာရှိတဲ့အတွက်အရန်ကြီးတော့လေမဖြစ်နိုင်ဘူးပေါ့လေအဲ့တော့လက်ရှိ Olympiacos ကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုရင်ဒီဟာဒီတော်တော်လေး အဆင်ပြေတယ်အဲ့တော့လက်ရှိ Olympia Ghost ကသူတို့ရဲ့ဒီ Green League မှာအဆင့်တက်မှာ34မှတ်နဲ့ရှုံးပွဲတစ်ပွဲပဲကြုံတွေ့ထားရတယ်9ဂိုးပဲပေးထားတဲ့ခန်းစစ်ပိုင်ဆိုင်ထားတယ်ဂိုး30အထိတွင်းထားတဲ့တိုက်စစ်လည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်သူ့အောက်မှာ PAOK အသင်း32မှတ်နဲ့ရပ်တည်နေတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် Greece ကတော်တော်လေးကောင်းတယ်နော် Greeley မှာတော်တော်လေးအဆင်ပြေတယ်လို့ပြောရမယ်အဲ့တော့ Olympic Coast နောက်ဆုံးတွေ့ခဲ့တဲ့ပွဲစဉ်က Real Madrid နဲ့ပွဲပါ Real Madrid အဝေးဝန်းကနေတလုံးတည်ပေးခဲ့ပြီးတော့3-4ဆိုရရလည်းနဲ့ Olympic Coast က G draw ဖြစ်ခဲ့တာဖြစ်ပါတယ်ရှေ့မှာကျွန်တော်တို့ PSV နဲ့တွေ့တယ်ဝမ်းဝမ်းနဲ့တည်ကြခဲ့တယ်ဒေဂျီမှာဆိုတော့အဲ့ရှေ့မှာဘာစီလိုနာအိမ်ကမှနှလုံး90ပေါင်းကြီးကို7-1ဆိုတဲ့ရလနဲ့ကိုပြက်အိုလံပစ်ကကတော့အဝေးခွင့်မှာရှုံးနေခဲ့တာဖြစ်ပါတယ်နောက်အာဆင်နယ်အသင်းကို2-0နဲ့ရှုံးတယ်ရှေ့မှာပါဖို့နဲ့တော့နော်ဒီ Grussage မှာတွေ့ထားသေးတယ်အဲ့တော့ကတလုံး90ရှုံးပေးပြီးတော့ပါဖို့အသင်းကိုဇီးဇီးနဲ့ကန်ခဲ့တာဖြစ်ပါတယ်အဲ့တော့ပါဖို့ဆိုတာဟာ Gareth Emery နဲ့ရှင်တော့ဒီအသင်းမှာအတော်လေးဆင်တဲ့အသင်းဖြစ်ပါတယ်ဗျအဲ့တော့ဒီအသင်းကိုလည်း အိမ်ဝမ်းမှာပေးခဲ့တဲ့ Olympicos G ရတလုံး90ရှုံးဖြစ်တာကြောင့်ပြောင်းပြန်ပြန်လည်လာရင်တကယ်တမ်းအဝေးဝန်းပေးခဲ့တဲ့ G ရ level 90 level 100ရှုံးတလုံး90ပေါင်းလောက်ပဲရှိတယ်အဲ့တော့အခု G ကတလုံး30ရှုံးဖြစ်နေတဲ့အတွက် Olympicos G ပြင်းတယ်လို့ကျွန်တော်သတ်မှတ်မှာဖြစ်ပါတယ်အဲ့တော့ လက်ရှိဒီနှစ်သင်းရဲ့ဇယိုက်လက္ခဏာအရာကတေဂျာတာတကူကတော့ Garrett MD အနေနဲ့360ဘောင်းမှာဖွင့်ကန်စရာတော့မရှိနိုင်ဘူးဗျာအဲ့တော့ကျော်ဒီပွဲလေးတော့ Olian Bia Coast Body ကြိုက်ပါတယ်ကိုးအောင်ကြိုက်ပါတယ်အဲ့နှစ်ချောင်းနဲ့ရပဲဝင်နိုင်တယ်ဆိုတော့နှစ်ချောင်းနဲ့တစ်ချောင်းယူပြီးဆိုရင်တော့အမှတ်အရန်လိုနေတဲ့ Olian Bia Coast ပဲယူချေရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေထားအရ Olian Bia Coast ကဒါတိုက်စစ်လဲတော်တော်လေးကောင်းနေအဲ့တော့လက်ရှိဒါနှစ်မှတ်ပဲရသေးတဲ့အဆင့်33မှာရနေတဲ့အသင်းဟာဒီနေ့ရရင်နိုင်နာနဲ့ဒါအဆင့်အဲဒီဒီနေ့20 25အထိတက်လန်းနိုင်မယ့်အနေအထားလေးဖြစ်တယ်လို့လာမယ့်လက်ကျန်ပွဲဒီမှာလေအဲသုံးမှတ်ကိုစီရရင်တော့ဒါအဆင့်24အတွင်းဝင်နိုင်တဲ့ရလလေးရှိတာကြောင့်လာမယ့်ပွဲတွေထဲမှာကျွန်တော်ပြန်ကြည့်ရရင် Eject အင်ကွင်းမှာကန်ရမယ်လီဗာကူဆန်အသင်းကိုဧည့်ခံမှာဖြစ်တာကြောင့်ဒီထဲမှာအချောင်ဆုံးဆိုလို့ Garrett Amedi ဒီပွဲပဲနောက်ဆုံးမျှော်လင့်ချက်ရှိပါတယ်ဒါကြောင့်ဒီပွဲကလက်ရှိပေးထားတဲ့ဂျီအနေနဲ့စဉ်းစားမယ်ဆိုတော့နှလုံးတော့မပြတ်နိုင်ဘူးနော်ဒါကြောင့်ဒီပွဲတော့နည်းလေး30ရှုံးတော့ race တော့ယူရမယ်အနေအထားမှာကျွန်တော် Olympic Coast Body နဲ့ကိုယ်အောင်ပဲကြိုက်ပါတယ်အဲ့တော့နောက်နောက်တစ်ပွဲကတော့ကျွန်တော် Bayern Munich နဲ့ ကျွန်တော်တို့ဒါ Lisbon Sporting Lisbon ပွဲဖြစ်ပါတယ် Bayern Munich ကနှလုံးကို30ပေါင်းပေးထားပြီးတော့သုံးလုံးကို60ရှုံးနဲ့ပြန်ကထားတယ်ပေါ့လေအဲ့တော့ဒီ Bayern ကိုကြည့်ရရင်ဒီ Bayern က ဒီဘာစီလိုနာရောကလက်ရှိအနေအထားမှာ over 2.5တိတောက်လျှောက်ကိုဖြစ်လာတဲ့အနေအထားပေါ့လေအဲ့တော့ဒီနေ့မှာတော့ဒါနှလုံး30ပေါင်းမှာအသုံးလုံး60ရုံပေးထားတယ်နှလုံး30ပေါင်းမှာအသုံးလုံး60ရုံဆိုတဲ့ကဘိုင်းရအောက်ထက်နှလုံးစသွင်းမယ်ဆိုတဲ့အနေအထားဖြစ်နေပါတယ်เนาะဒီ individual over 2.5ဖြစ်ဖို့ chance တော်တော်ကြီးများတယ် sporting lisbon 900မလားမေးရင်တော့နှလုံးကို80ပေါင်းမှာအသုံးလုံး60ရုံဆိုရင် sporting lisbon ဟို900နိုင်တယ်ဘာလို့ body g အရင်ပြောနေအခုကနှလုံး30ရုံ40ရုံမှာ 3လုံး60ရှုံးဖြစ်သွားပြီဖြစ်တဲ့အတွက်ဘိုင်ယန်မြူနစ်ဘက်က3လုံးအထိရောက်နိုင်လို့သာဂိုးပေါင်းကြီး3လုံး60ရှုံးပေးခြင်းလို့ပဲကျွန်တော်ကတော့ယူဆရတယ်။လစ်ဘွန်အနေနဲ့လည်းလက်ရှိဒီဘိုင်ယန်မြူနစ်အသင်းကိုနော်အဝေးကွင်းမှာဖြန့်ကန်စရာတော့တိတ်တော့မရှိနိုင်ဘူး။ဘိုင်ဒီလစ်ဘွန်အသင်းအားဒီကဒီအဝေးကွင်းအနှင်းငယ်လေးခြေပြတ်တဲ့အနေထားမှာရှိတယ်။နော်ဒီဘန်ဖီကာအသင်းဟိုတော့နောက်ဆုံးပွဲမှာဝမ်းဝမ်းနဲ့ဂိုးပေးရတဲ့အနေထားတွေ့ရတယ်လို့နောက်ဆုံးဒီဂျူဗင်တက်စ်အသင်းကိုနော်ချန်ပီယံလိမှာလည်းဝမ်းဝမ်းနဲ့ ဂိုးတောက်လျှောက်ပေးရတယ်။နာပိုလီအိမ်ခွင်မှာ2-1နဲ့ရှုံးခဲ့တယ်ဆိုတဲ့ကနာပိုလီလိုအသင်းဝင်တော်နှစ်ဂိုးပေးရတဲ့ခံစစ်ဟာဘိုင်ယန်မြူးနစ်လိုလက်ရှိဒီဟာဒီအွန်ဖောင်အရန်ကောင်းဆုံးအသင်းဖြစ်နေတဲ့နော်ဥရောပမှာအကောင်းဆုံးအသင်းဖြစ်နေတဲ့အနေအထားမျိုးမှာနှလုံးအောက်ထက်တော့ပေးရမယ်ဗျ။ဆိုတော့ကျွန်တော်စကြည့်ရမှာက2-0အောက်ထက်စကြည့်ရမှာပေါ့လေ။အဲ့တော့ လစ်ဘောဟာလက်ရှိတိုက်စစ်ကောင်းလားဆိုတော့မဆိုးတော့မဆိုးဒီရာဒီပွဲတိုင်းလို့လို့တော့အဝေးဝင်းอ่ะเนาะကိုမသွင်းထားတဲ့ပွဲလုံးဝမရှိသားသေးတဲ့အတွက်ကိုရနိုင်လားဆိုတော့ဘိုင်ယန်မြူးနဲ့ခံစစ်ကိုကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဘိုင်ယန်မြူးနဲ့မှာဒီနေ့ပွဲမှာအဓိကအားနေချက်ကဒီ Louis Dias မပါနိုင်တဲ့အချက်ပေါ့လေအဲ့တော့ဒါပေမဲ့ Louis Dias မပါနိုင်လဲလက်ရှိ Gnabry နဲ့ Olise on form ဖြစ်နေတယ်ကွင်းလင်းမှာလည်းဒီ Pavlovic နဲ့ဒီ Kimmich တို့เนาะတော်တော်လေးကောင်းနေပြီးတော့ Hurricane ပြီးခဲ့တဲ့ပွဲမှာ hat-trick ရခဲ့တယ်เนาะအဲ့တော့ Stuttgart ပွဲမှာ hat-trick ရပြီးတော့ 5C နဲ့ เนาะထပ်ပြီးကျုံးခဲ့တဲ့အနေအထားမျိုးမှာအာဆင်နယ်ကိုနောက်ဆုံးပွဲမှာ3-1နဲ့ရှုံးခဲ့တဲ့ဘိုင်ယန်မြူးနစ်ချန်ပီယံလိနောက်ဆုံးပွဲရအရှိန်ဟာဒီနေ့ပွဲမှာပေါက်ကွဲလာမယ်လို့ကျွန်တော်ကတော့ယူဆတယ်။ဘိုင်ယန်မြူးနစ်လက်ရှိဒီအာဒီချန်ပီယံလိပြန်ကြည့်ရရင်ဒီ PSG လို့အသင်းကိုတော့1-2နဲ့အဝေးဝန်းကနေနိုင်ပါတယ်เนาะ။ဘရူးဂျက်လို့အသင်းကိုနှလုံးတရာရှုံးပေးတယ်။4-0နဲ့အောင်တယ်။ပါ4အသင်းကို1-5နဲ့ကျုံးတယ်။ဘယ်အသင်းလာလာကျုံးတယ်။ချယ်ဆီကိုလည်း3-1နဲ့ကျုံးထားတဲ့အနေအထားတွေ့ရပါတယ်။ဒါကြောင့်လောလောဆယ်အနေအထားမှာနော်ဘိုင်ယန်မြူးနစ်အနေနဲ့ဘွန်ဒလီဂါမှာလည်းအရင်ကြီးအာယုံဆိုင်ဆရာမရှိဘူး။အွန်ဖောင်အရင်ဖြစ်နေတယ်။ ဒီဟာဒီအိမ်ဝင်းကိုပြန်ကြည့်ရရင်လည်းအနေဆုံးအောက်ထက်ဒီဟာဒီနှစ်ကိုးအနေဆုံးတွင်းထားတဲ့ပွဲတွေကြီးပဲเนาะတကိုးတောင်မှဒီဟာဒီเนาะတကိုးပြန်တဲ့ဟိုပွဲပြီးတဲ့ဟာမရှိဘူးဗျာဥပမာ212ဒီလိုမျိုးအောက်ထက်ကနှလုံးကိုရောက်ကိုရောက်တယ်ဒါကြောင့်ဒီတော့ဘိုင်မင်းတို့ကိုနှလုံး30ပေါင်းနဲ့ကာထားခြင်းဖြစ်တယ်လို့တော့ကျွန်တော်ယူဆတယ်ဒီထဲမှာကျွန်တော်ကြေးအစင်လာအစင်အရာသွားကြည့်ရမယ်ဆိုရင်နှလုံး50ပေါင်းနောက်ဆုံးပေးခဲ့တာ လီဗာကူဆန်အသင်းကိုပေးခဲ့တာဖြစ်ပါတယ်။ဘိုင်မြူနစ်ကဘွန်ဒလီဂါမှာလီဗာကူဆန်အသင်းကိုနှလုံး90ပေါင်းကျွန်တော်တို့ပေးခဲ့ပြီးတော့3ခုပြန်နဲ့အောင်ခဲ့တာကြောင့်လစ်စဘွန်လိုအသင်းကိုနောက်လက်ရှိနှလုံး30ပေါင်းပေးတဲ့အနေအထားရမှာအွန်လိုင်းစရာတော့မရှိနိုင်ဘူးလို့ယူဆတယ်။သုံးလုံး60ရှုံးဟာလစ်စဘွန်အနေနဲ့ကိုးရမယ့်အနေအထားတော့မရှိနိုင်ဘူးပြနော်။အဲ့တော့ဒီဘက်ကတော့ကျွန်တော် 2C 3C ဖြစ်မယ်လို့ယူဆတယ်။ဘိုင်မြူနစ်ဘော်ဒီပဲကြိုက်ပါတယ်။ နောက်နောက်တစ်ပွဲကတော့ဒါ Atlanta နဲ့ကျွန်တော် Chelsea ပွဲလေးဖြစ်ပါတယ်ဒီမှာ Chelsea ကိုဒါနော်သူတို့ဒါ interview မှာပြောခဲ့တဲ့ပုံအရာ goal ပံမှာကိုမခေါ်လာဘူးဗောနော်ဒီ Italy Atlanta မျိုးကိုမခေါ်လာဘူးဆိုတော့လက်ရှိအနေအထားအရ Joao Barro ပါမယ်နဲ့တို့ပါမယ် Asavon ပါမယ် Valentes ပါမယ်အကုန်လုံးကတော့လူစုံတက်စုံလို့ကျွန်တော်ပြောလို့ရတယ် Chelsea ကဒါပေမဲ့ခတ်တာက goal ပေါင်းကြီးဗောနော် Atlanta ဟာလက်ရှိ over 2.5နောက်ဆုံး6ပွဲမှာ5ပွဲဖြစ်ထားတဲ့အသင်း Chelsea ကဒီဟာဒီအဝေးဝင်းတော်တော်များများက ဲဖွင့်ဆော့တာများတယ်ဗျာအဲ့တော့လက်ရှိ on found အနေထားအရာကနှစ်သင်းစလုံးက9ပေါ်စီရဲ့လက္ခဏာသွားတဲ့အနေထားမျိုးမှာ3လုံး80ပေါင်းဖြစ်ပြီးဆိုတော့နှစ်သင်းလုံးအရန်ကြီး9ရမယ်အနေထားမျိုးတော့မရှိနိုင်ဘူး Chelsea ကနောက်ဆုံး3ပွဲဆက်နိုင်ပွဲပြောင်းထားတယ်ဒီထဲမှာ Arsenal ပါတယ် Leeds ကိုရှုံးလိုက်တယ်3-1နဲ့ဘုံမောက်အင်္ဂွန်မှာဇီးဇီးဆိုတော့တေချာတာတကူကတော့ Chelsea ကအနိုင်ငယ်လीအဲချီစွမ်းအရန်ကြီးအဲမကောင်းရင်တောင်မှအရန်ကြီးမစိုးရင်တောင်မှလောလောဆယ် draw တွေအနိုင်ငယ်များတယ်ပေါ့လေအဲ့တော့ဘုံမောက်နဲ့ အင်ကွင်းမှာလည်းချက်စီအဝေးကွန်းနေလည်းပဲ50ချုံပေးခဲ့ပါတယ်။ဒီနေ့လည်းထပ်ပြီးတော့အလန်နာအင်ကွင်းမှာလည်းပဲ60ပေးထားတယ်ဆိုတော့ဂျေးအရာအဖင်းရတော့အရန်ကြီးဟိုပြင်းနေတယ်တဲ့မှာတော့မပါဘူး။ဆိုတော့ပေးတဲ့ဂျေးလို့ထက်တွက်လို့တော့ရာကောင်းရပါမယ်။ဒီအလန်နာအသင်းဟာသူတို့ရဲ့ series အေးမှာရလတ်တာဆိုးတာပေါ့နော်။ကျန်တဲ့ Champion League တွေမှာမာဆေးလိုအင်ကွင်းမှာနိုင်လာတာတွေ့ရတယ်။နောက် Frankfurt အင်ကွင်းမှာ 3C နဲ့နိုင်လာတာတွေ့ရတယ်။ Slavia Prague ကိုတည်နေ Brugge ကို 2 1နိုင်တာတယ်ပေါ့လေဆိုတော့တို့ဒီရာဒီမှာရှုံးခဲ့တာက Champion League မှာ PSG ကို4 0နဲ့နောက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်အဲ့တော့အိမ်ခွင်းကိုပြန်ကြည့်ရရင်လည်းဒီရာဒီမှာเนาะ Atlanta အသင်းဟာ AC Milan နဲ့အသင်းကြီးဆိုလို့ဒါဒေကြီးမှာ1 1နဲ့ကန်တယ်ကိုမိုအသင်းကို1 1နဲ့ကန်တာတယ်ဆိုတော့တို့ရှုံးတဲ့ပွဲကတော့ Sassuolo အသင်းကိုတော့ Z3 နဲ့ရှုံးထားတယ်เนาะအမှတ်ပြင်ရှုံးထားတဲ့ပွဲလေးတွေရှိတယ် Juve ကို1 2နဲ့ရှုံးတယ် Parma ကို2 3နဲ့ပြီးခဲ့တဲ့ရာဒီနောက်ဆုံးမှာရှုံးထားတယ်ဆိုတော့အရန်ကြီးတော့ဒီ Atlanta အိမ်ခွင်းကစုပ်ပြတ်တယ်တော့မပါဘူးနောက်ဥရောပအတွေ့အကြုံအရာလဲလက်ရှိအနေအထားမှာအိမ်ခွင်းဖောင်ကောင်းနေတဲ့အနေအထား ပေါ့လေဒီလိုမျိုးအနေထားမှာလည်းပဲ60ရှုံး380ပေါင်းနဲ့ဖွင့်ထားခြင်းအပြင်ကျွန်တော်တို့ဒီဘက်ဒီ Atlanta နဲ့ပဲအရေးဆုံးမြွေးချယ်ခြင်းပါတယ်နော် Atlanta body လေးဖြစ်ပါတယ်တေးလောက်တော့သွားမယ်လို့ယူဆပါတယ် Atlanta body ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ဒါ၃ဘွဲ့ရဲ့နော်ဒီ၃ဘွဲ့ရဲ့ကျွန်တော်တို့ဒါအစောပဲ၃ဘွဲ့ရဲ့အစောပဲ၂ဘွဲ့နဲ့ဒီဒီ Atlanta ဘွဲ့ရဲ့ပို့ချုံတုံးချက်လေးရမှာဖြစ်ပါတယ်ကျွန်တော် now live မှာနောက်ထပ်၃ဘွဲ့ပြန်တွေ့မှာဖြစ်ပါတယ်ဆိုတော့ဒီ video ဒီ live stream လေးကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတော်ချင်းနေလိုက်ကျေးဇူးများကြီးတင်ပါတယ်ဗျာမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျာ now video မှာ